ဟယ်လိုအလုံးမင်္ဂလာပါ United Shoe ကနေကြိုဆိုပါတယ်ဆိုတော့ကျွန်တော်ဒီနေ့ညမှာဆိုလို့ရှိရင်တော့ Benjamin Sheshko တို့ဒါအပြင် Oliver Glasner တို့နဲ့ပတ်သက်တဲ့ Manchester United နဲ့သတင်းတွေနော် Amorino နဲ့ပတ်သက်တဲ့သတင်းတွေအကြောင်းကိုကျွန်တော်ဒါဆွေးနွေးကြည့်အောင်ပါဆိုတော့ကံမကောင်းစွာနဲ့ပဲဆရာသမားတွေနော်ကျွန်တော်ဒီနေ့ညသွားရမယ့် Manager Live သွားပြမှာမဟုတ်တော့ဘူးဆရာသမားရှိုးလိုက်အောင်နော်ဆရာသမားရှိုးတော့ဒီနေ့ရနော်ကျွန်တော်ပြောရရင်ဘယ်လိုပြောမလဲမင်းညရဲရဗျာနော်ဘာစီလိုနာပွဲတွေဘာတွေမကြည့်ခင်ကလေးကနေပြီးတော့အခုချိန်ထိ ကျွန်တော်မှနှစ်နာရီခွဲလောက်ပဲအိပ်ရသေးတယ်ဆိုတော့လူကတော်တော်ကိုကားနေပြီနော်တော်တော်ကိုကားနေပြီကျွန်တော်ဘာမန်ကိုတိုင်နော်ဘာမန်ကိုအဆင်မပြေဘူးဖြစ်နေတယ်ဆရာသမားနော်အကြောင်းပြချက်တွေပြရတာလဲအားတော့နာပါရဲ့ဗျာဆိုတော့မန်နီယာကင်းကတကယ်တကယ်လည်းအဆုံးသက်မဲ့ဟာမလုပ်ဖြစ်တော့ဘူးနော်မလုပ်ဖြစ်တော့ဘူးဆိုတော့အဲတောင်းပန်ပါတယ်နော်အားလဲနာပါတယ်ကျွန်တော်က enjoy football မှာဒီနေ့ညကျွန်တော်မန်နီယာကင်းမရှိတော့ဘူးဆရာသမားနော်လူလဲကြည်အောင်ဆရာသမားပိုင်နိုင်ခွာရခံထားလို့ပဲဘာမန်ကိုမလုပ်နိုင်တော့ဘူးဖြစ်နေတာဒါပြေလို့ကျွန်တော်ဒီထဲမှာဆိုလို့ရှိရင်တော့အတင်းနဲ့ပတ်သက်တဲ့သတင်းတွေကျွန်တော် ပြောကြည့်အောင်ပါနော် energy မရှိဘူးဗျာ energy မရှိတော့သိတယ်မလားကိုလူတွေပြင်းစရာကောင်းမနေထားမျိုးတွေကျွန်တော်လည်းအမှန်တိုင်းပြောလို့ရှိရင်နော်အချိန်ပေးပြီးကြည့်ရတဲ့လူတွေတည်းနော်အမ်အကြောင်းပြချက်ကကောင်းတယ်အချိန်ပေးပြီးတော့ကြည့်ရတဲ့လူတွေတည်းပြင်းစရာကောင်းတဲ့ live view မဖြစ်စေချင်ဘူးနော်အဲ့တော့ကျွန်တော်ဒီညတော့မရှိတော့ဆက်မယ်နော် sorry ပါဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်ကြည့်ရရင်ကွင်းလင်ကစားမပြတဲ့ Bruno Fernandes က September လ Manchester United ရဲ့တက်လာတာအကောင်ဆုံးကစားမစုကိုရသွားတယ်လို့ကျွန်တော်သိရတယ်ဟမ် ပေးရမရှိလို့ဒါကြမ်းဖန်ပေးရတာဟိတကယ်တမ်းကဘယ်ကောင်းမှန်တန်တာမဟုတ်ဘူးเนาะဘယ်ကောင်းမှန်တန်တာမဟုတ်ဘူးဆရာသမားဒီစုကเนาะဒီတလတာအကောင်းဆုံးစုကဘယ်ကောင်းမှန်တန်တာမဟုတ်ဘူးပေးရကိုဒဇက်မှန်ကျွန်တော်မရှိဘူးเนาะအဲဒါကတခုနောက်တစ်ခုကကျွန်တော်နေနေပေါ့เนาะဟိုဘယ်လိုပြောမလဲနီးပြဖြစ်တဲ့ဒီအချင်းကြီးတွေနဲ့ကျွန်တော်တို့ပတ်သက်လို့မပြောဘူးအိုလီဗာဂလန်စနာတို့เนาะကျွန်တော်တို့ဒီရူဘင်အမ်ဘိုရီနိုနဲ့ပတ်သက်တဲ့အချင်းကြီးတွေကိုကျွန်တော်ပြောကြည့်အောင် ဆိုတော့ Oliver Glasner နဲ့ပတ်သက်လို့ရှင်တော့ဒါ Sammy Mogbe ကနေပြီးတော့ report လုပ်လာတာက Oliver Glasner ဟာ Manchester United ရဲ့နီးပြပြစ်မှတ်စရင်းနဲ့မှာပါဝင်နေတယ်ပေါ့နော် Crystal Palace နဲ့နီးစက်တဲ့သတင်းရင်းမြစ်တီအရာဆိုရင် Oliver Glasner ဟာ Palace ရဲ့စာချုပ်အသစ်ကန့်လန့်မှုကိုညှင်းပယ်ခဲ့တယ်ပေါ့အဲ့ဒီဆုံးဖြတ်ချက်မှာဆိုလို့ရှိရင် Manchester United နီးပြရာထူးကိုစိတ်ဝင်စားနေတဲ့အတွက်ကြောင့်ဖြစ်နိုင်နေဆိုပြီးတော့တုံ့တက်မှုတွေလည်းကျွန်တော်တို့ရှိနေကြတယ်ပေါ့ဗျာဆိုတော့ United အတွက်ကတော့ဘယ်လိုပြောမလဲနီးပြအပြောင်းလဲက ်တရင်ကတောက်လျှောက်ကြိုတက်နေတီဝီကတော့ဗောနော်နီးပြတက်ရောက်မဟုတ်တက်ရောက်နေတော့တရင်ကထွက်မှာပဲအမ်မိုရင်းရဲ့အနာကမတေးကြသေးဘူးလှုပ်ခတ်လာသေးဘူးအမ်မိုရင်းရလက်တွေမကောင်းသေးဘူးเนาะနောက်ထပ်နီးပြတွေနဲ့ပတ်သက်တဲ့တရင်တွေကျွန်တော်ထွက်မှာပဲထူးသဖြင့်နီပြပြတဲ့ Oliver Glasner ကလည်း Premier League မှာလုတ်ပြနေတာတွေနော်သူသုံးတဲ့ formation ကလည်း3421တွေဖြစ်နေတာတွေဆိုတဲ့အခါကျတော့ user ချက်တွေအများကြီးနဲ့ကျွန်တော်ဒါဘယ်လိုပြောမလဲတကယ်တကယ်သတင်းထွက်တာလည်းရှိမှာပေါ့လေနော်ကျွန်တော်ဒါသတင်းထွက်တာပေါ့လက်ရှိမှာဒီဘယ်လိုပြောမလဲ Oliver Glasner နဲ့ကကျွန်တော်ကတော့ဗောနော် ဘယ်လိုရောက်မလဲ Crystal Palace ကိုသူကဖလားနှလုံးကျွန်တော်ယူပေးထားတယ်ဖလားနှလုံးယူပေးထားပြီးတော့ဒီလိုအခြေအနေမျိုး Palace ကအမြင့်ဆုံးသူတို့ရဲ့အနေထားတစ်ခုနဲ့အမြင့်ဆုံးကာလလိုရောက်နေတဲ့အခြေအနေမျိုးမှာနီးပြားကတည်တယ်မလားပုတ်ပတ်ခါပြီးတော့ထွက်ခွာလာလိမ့်မယ်လို့ကျွန်တော်မထင်ဘူးအကယ်လို့မြန်ကိုအသင်းရဲ့ဘက်ကပေါ့နော်ခေါ်ဖို့ကျူးပန်းနေဆိုရင်တောင်မှပေါ့ Oliver Glasner ကိုဒါကတော့ Glasner ပုံမှန်လည်းမူတည်သေးတာပေါ့လေသူအနေနဲ့တွေးကြည့်ရင်လည်းပဲဟာငါအနေနဲ့ Crystal Palace မှာဖလားတွေပါယူပေးထားပြီးပြီးနှလုံးတောင်မှပဲကွန်း Community Dying တို့ဟလား FA ဖလားတို့ ဒါဒီဟာ Crystal Palace လို့အသင်းမျိုးအတွက်အင်မတန်ကိုကြီးမားလုံးနဲ့ဒါဒီစူးရစိတ်တွေဗျာအဲ့ဒါတွေယူပေးခဲ့သွားပြီးပြီနော်လက်ရှိမှာအချိန်ကြီးကောင်းနေရလဲမှန်တယ်ဒါပေမဲ့လို့ငါဟာနောက်ထပ်ဒီလိုအခွင့်အရေးရချင်မှရမှာငါကိုတွားခွင့်ပေးပါညာဆိုရင်တော့ Crystal Palace ရဲ့ဘက်ကလည်းတိုင်းတာတကူနားလေကောင်းလေမှာပေါ့လေတိုးတော်လည်းပဲကျွန်တော်အနေနဲ့ပေါ့နော်ဒါ United ရဲ့ဘက်ကမကြိုးပမ်းမချင်းတော့ကျွန်တော်တို့ဒါဆက်ပြီးတော့စောင့်ကြည့်ရမယ်တခုရှိတာက Crystal Palace ရဲ့စာချုပ်ကိုပေချထားတယ်ဆိုတာမျိုးကဒီအခုကြောင့်လည်းကျွန်တော်ဖြစ်ချင်မှာဖြစ်မယ်ဗျဖြစ်ချင်လည်းဖြစ်လိမ့်မယ်တခုရှိတာကတော့ ခရစ်စတယ်ဘယ်ရစ်နဲ့သူ့ရဲ့ကြားထဲမှာနည်းနည်းကောလာဟလာတွေရာတိုင်ပက်တာတွေရှိနေတယ်ဒါကလည်းမဂေဟီကိုလီဗာပူးသင်းတန်သူလက်မလွတ်ချင်ဘူးเนาะအခုပြင်လက်လွတ်မယ်ဆိုရင်တော့မအစားထိုးစရာခန်းစင်ကစားမတရားဝယ်ပြီးမဟုတ်ရင်ငါထွက်မယ်ဆိုတဲ့ပုံစံမျိုး resign တင်မယ်ဆိုတဲ့ပုံစံမျိုးကောလာဟလာတွေထွက်ထားတာသူကတော့အဲ့ဒါကိုညင်းထားတယ်ပေါ့လေအဲအဲ့လိုမျိုးလေးတွေကျွန်တော်တို့ရှိတယ်အဲ့ဒီတော့ဖြစ်မလာနိုင်ဘူးလို့ကျွန်တော်တို့ပေါ့နော်ပုံသေးတော့ကျွန်တော်တို့ပြောလို့မရဘူး Manchester United ရဲ့ဘက်ကတော့ Oliver Glasner ကိုစိတ်ဝင်စားနေတယ်ပြစ်မှတ်တီးထဲမှာပါတယ်ဆိုတာကတိတ်တော့ ညီကလေးတွေရောကျွန်တော်တို့ဘက်ကရောဘယ်သူဘက်ကပဲជីជីထူးဆန်းတဲ့အရာဖြစ်လိမ့်မယ်လို့တော့ကျွန်တော်မထင်ပါဘူးเนาะဆိုတော့ညီကလေးဘလူးမင်ညလေလက်ရှိအိုလီဗာဂလန်စနာကိုယူနိုက်တက်ကတကယ်တကယ်ကျူးပန်းကြလိမ့်မယ်လို့ကျွန်တော်ထင်ကြလားနောက်တစ်ခုကျွန်တော်ဆက်ပြီးတော့ကြည့်ရရင်နီးပြရူဘင် MOD နဲ့ပတ်သက်လို့ Jacobs Bank ကပြောထားတဲ့ report ပါ MOD MOD မှာပေါ့နော်လက်ရှိနီးပြ MOD မှာအခြေအနေတွေကိုပြောင်းပြန်လှန်ပြစ်ဖို့အတွက်ပွဲစဉ်တွေအများကြီးကြံတော့မီလို့သူမထင်ဘူးပေါ့နော် Jacobs Bank က အဲသူ့ကိုယာဒီကုံတီအခွင့်ရေးပေးမယ်ဆိုတဲ့တခြားသတင်းဌာနတွေသတင်း source တွေကလည်းသတင်းရင်းမြစ်တွေကလည်းဟိုပြောလာတာတွေတချို့ကိုသူ့အနေနဲ့ respect ရှိပေးမယ်လေလို့အဲ့လောက်ထိရှင်းလင်းပြတ်သားတဲ့အခြေအနေမျိုးမှာမဟုတ်ဘူးလို့ထင်တယ်ပေါ့ကလပ်အသင်းနဲ့နှိစက်တဲ့သူတွေနဲ့စကားသူပြောကြည့်တဲ့လို့ဆိုရှင်ပို့ပြီးတော့ဖြစ်နိုင်တာဟာဒီယာဒီမှာစုစုပေါင်းเนาะကျွန်တော်တို့က ဒီရာဒီမှာစုစုပေါင်း38ပွဲအခွင့်အရေးရမှာဖြစ်ပြီးတော့အဲ့ဒါကသူ့အတွက်အကဲဖြတ်စံတော်တစ်ခုဖြစ်လာနိုင်တယ်ပေါ့နော်သူဘာကိုတေချာပြောတယ်လို့မသိဘူးတေချာတာတစ်ခုကတော့နီးပြဖြစ်တဲ့ရူဘင်အမိုရင်ကိုဘယ်သတင်းဌာနကဘလောက်ပဲပြောပြောအရာဒီလုံးစောင့်ကြည့်မယ်ဆိုတာကဖြစ်နိုင်ခြေရှိကိုမရှိဘူးဒီနေရာမှာအကြောင်းရင်းကတစ်ခုပဲရှိတယ်ဗျာနီးပြတယောက်ကိုတရာဒီလုံးစောင့်ကြည့်မယ်ဆိုတာမျိုးကအဲ့ဒီနီးပြကပေါ့နော်တရာဒီလုံးစောင့်ကြည့်ကျင်စရာကောင်းတဲ့ performance တွေပြနေသလားဆိုတာပဲအခုပုံစံတိုင်းကျွန်တော်တို့က ျတို့ကအဆင့်15နဲ့ပြန်ရောက်လာတယ်ဆိုလို့ရှိရင်ဗျာเนาะဒါအပြင်မတင်မဲ့ရင်မတော်ရင်တန်းမှာဆင်းသွားနိုင်တဲ့အခြေအနေမျိုးကြုံလာရတယ်ဆိုရင်နီးပြကိုကျွန်တော်ဆက်ပြီးတော့ထားပါဦးမလားเนาะကျွန်တော် data တွေရကျွန်တော်ဘောနော်ဒီ stage တွေရအလုံးကကျွန်တော်အနေနဲ့ဗောနော် MOD အနေနဲ့ဘလူးမန်ကောင်းမလာဘူးဆိုတဲ့အရာတွေပေါ်ပြနေနေဆိုရင်အတင်းဘလောက်ထိတောင်းဝန်ရှိသူတွေကျွန်တော်ခံနိုင်ပါလေပရိသတ်တွေဖိအားသူဘလောက်ထိခံနိုင်ပါလေပြီးခဲ့တဲ့တရာဒီကတီးခံပြီးသွားပြီနောက်တရာဒီအဲ့လိုထပ်ဖြစ်တာမျိုးတီးခံမှာမဟုတ်တော့ဘူး အလုပ်လေဆိုတော့ United အနေနဲ့ပြီးခဲ့တဲ့နေရာဒီပြောင်းရွှေ့မှာပေါက်တန်း300လောက်ထိပေါ့နော်ကျွန်တော်ဒါကစားမအပြောင်းရွှေ့တွေကိုကျွန်တော်တုံထားတယ်အသင်းရဲ့ Academy အတွက်ကစားမတွေကိုအမှန်ကန်လက်လွတ်ထားတဲ့အသင်းမျိုးဖြစ်နေတယ်ဆိုတော့ Amorin အတွက်ကျွန်တော်ရင်းနှီးထားတဲ့ငွေတွေအချိန်တွေအများကြီးပါအဲ့တော့ဒါလို့ဒီရင်းနှီးထားပြီးမှနောက်ထပ်တရာဒီတင်းတဲ့ထပ်ပြီးတော့ပေါ့နော်အချိန်ပြီးမယ်ဆိုတာမျိုးကမဖြစ်နိုင်ဘူးထားပါတော့ဗျာအဆင့်6လောက်နဲ့ကျွန်တော်တို့ယာစီသိန်းနေဟေးဆိုရင်တော့အဲ့တရာဒီတော့ကျွန်တော်ဆက်ကြည့်ကောင်းကြည့်လိမ့်မယ်နော်ငါတို့ကတော့မစိုးဘူး19နဲ့ပွဲလေးတွေတော့9နေတယ် နော်ဒါအပြင်အဆင့်30ဝန်းကျင်လောက်တော့မှာနော်ကျွန်တော်မြင်ရနိုင်တဲ့ဟေ့ဆိုရင်တော့မှာထပ်ပြီးတော့ပြီးကောင်းပြီးလိမ့်မယ်ဒါပေမဲ့ဒီပုံစံလေးကအဆင့်30မပြောနေပြပြီးခဲ့တဲ့ຢာဒီကအဆင့်35တော့ပြန်ရရင်တော့မှာတော်တော်လေးကိုကန်ကောင်းလို့လို့ယူဆမဲ့ပုံစံမျိုးဖြစ်နေတာနော်အဲ့ဒီတော့ United ရဲ့ဘက်က Amudin ကိုတရားသီးလုံးဆက်ပြီးတော့အချိန်ပေးစောင့်ကြည့်ဖို့ဆိုတာမျိုးကဟိုဘယ်လိုပြောမလဲအတင်းတောင်ရှိသူတွေရဲ့ဘက်ကပါနော်မလူလားအတဲ့ noise တွေမဖန်တီးခြင်းလို့ဒီလိုမျိုးထွက်လာတဲ့သတင်းတွေပဲလို့ကျွန်တော်ထင်တယ်ဒီချက်ပူတယ်လို့ကျွန်တော်မယူဆဘူး ဆိုတော့ဆန်ဒလန်နဲ့ပွဲဟာသူတို့အခွင့်အရေးဖြစ်လာနိုင်တယ်အပြောင်းလဲဖြစ်လာနိုင်ဖြစ်လဲဖြစ်တင်တယ်ကျွန်တော်ပြောတာဆန်ဒလန်နဲ့ပွဲမှာတကယ်တကယ်တည်းကစောင့်ကြည့်ကျင်စရာတော့မှစောင့်ကြည့်ဖို့တော့မှမသိတော့ဘူးဆန်ဒလန်နဲ့ပွဲမှာအနိုင်ရသည်ဖြစ်စေအရှုံးရလည်းဖြစ်သည်ဖြစ်စေတည်ရလည်းပေါ်သည်ဖြစ်စေအသင်းအနေနဲ့ပြောင်းလဲဖို့ကြိုးပမ်းမယ်ဒါကကျွန်တော်တို့ညင်းလို့မရတော့ဘာကြောင့်လဲဆိုတော့ဆန်ဒလန်နဲ့ပွဲမှာနိုင်နေဆိုရင်ကျွန်တော်ဆက်ထားမှာလား International Brave Beater နဲ့ Liverpool ပွဲကကျွန်တော်လာပြီဘလို့မှအဆင်မပြေဘူးပြသေးလား နော်ဆိုတော့အမ်မိုနီနေတဲ့ဒီဂျင်တွေကိုပြောင်းလဲနိုင်ဖို့အတွက်သူအခွင့်အရေးကအများကြီးရမှာမဟုတ်တော့ဘူးဒါအပြင်ကျွန်တော်တို့ကဒီဆန်ဒလန်နဲ့ပွဲကိုမူတည်ပြီးတော့အမ်မိုနီကိုဆုံးဖြတ်မယ်ဆိုတာမျိုးမဖြစ်သင့်တော့ဘူးပြီးခဲ့တဲ့ဘရန်ဖို့နဲ့ပွဲစဉ်ပြီးခဲ့တဲ့ကမန်ချက်စတာစီးတီးနဲ့ပွဲစဉ်ပြီးခဲ့တဲ့ကနော်ရှင်းရှင်းပြောရရင်ဗျာဘန်လီနဲ့ပွဲစဉ်ပြီးခဲ့တဲ့ကကျွန်တော်အနေနဲ့ပေါ့နော်အမ်မိုနီကိုအပြောင်းလဲလုပ်ပလိုက်ခဲ့တင်တာလုပ်ပလိုက်ခဲ့တင်တာဆိုတော့အရာအလုံးကလက်ရှိမှာကောင်းနူးနူးကောင်းနူးနူးနဲ့ကျွန်တော်တို့ကယုံကြည်ရမဟုတ်တော့ဘူးဗျာသိလဲနော်ကောင်းနူးနူးကောင်းနူးနူးနဲ့ကျွန်တော်တို့က စန်တဝါဝါဖြစ်နေတဲ့အချိန်မျိုးမျိုးလို့ကျွန်တော်တို့ကဆက်ထားနေတာဟာဒီကောင်းလာအောင်မှာငါတို့ကတော့အချိန်ပြင်းဆက်ကောင်းလာမှာပဲဟေ့လို့တကယ်ယုံကြည်ချက်အသိမှမရှိတော့ဘူးကောင်းများကောင်းမလားကောင်းများကောင်းမလားနဲ့ဆက်ထားနေတာအသိတောင်ရှိသူတွေရဲ့ဘက်ကပြီးလို့ရှိရင်လည်းပဲကျွန်တော်တို့ဘောနော်ဒီအသင်းတောင်ရှိသူတွေဟာသူတို့လက်ရှိ Manchester United ကိုရောက်ပြီးကြတဲ့က Ineos ကတကယ်တကယ်ကောင်းကြီးပိုင်းဆုံးဖြတ်ချက်တွေနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်အများနဲ့ပြောသလိုပဲအမှားတွေကြီးပဲသူတို့လောက်ထားတာအဲ့တော့နောက်တကထပ်မှားပြန်ပြီးဟေ့ဆိုတာမျိုးသူတို့ဝေဖန်တာမခမ်းခြင်းဘူးเนาะရေးသားတာတွေသူတို့မခမ်းခြင်းဘူးအဲ့တော့ သူတို့မှမားကြောင်တက်တည်ပြခြင်းတဲ့အတွက် MOD ကိုတက်နှံနေမှသူတို့အခွင့်အရေးပေးနေတာအဲ့ဒါကပြဿနာမယူဂျားတွေကမြေစာကန်ဖြစ်မှာကကျွန်တော်တို့ Manchester United နဲ့နောက်ရောက်လာမယ့်နီးပြရောက်လာမယ့်နီးပြအတွက်ကကင်တွယ်ဝင်ရတဲ့ပွဲစဉ်နဲ့လေပို့ပြီးတော့ဒုက္ခရောက်လေ resource တွေကျွန်တော်တို့ကုန်လေပဲအခုလိုမျိုးစောစောစီးစီးကာလလို့ပြောလို့ရတဲ့အခြေအနေမျိုးမှာအပြောင်းလဲတွေကျွန်တော်ရအောင်လုပ်အောင်ပါဒါကြောင့် MOD ကိုပြီးခဲ့တဲ့ brand ဖို့နဲ့ပွဲပြီးခဲ့တဲ့အခါကျွန်တော်ထုတ်ပလိုက်ခဲ့တင်တာလို့ကျွန်တော်ပြောတာ ဘာလို့လဲဆိုတော့နောက်နီးပြအတွက်ကျွန်တော်ပို့ပြီးတော့အချိန်ကြီးရအခုဆိုလို့ချင်းကျွန်တော်ကြည့်ပြကျွန်တော်တို့ဒီဆန်ဒလန်နဲ့ပွဲကိုကျွန်တော်တို့ထားပါတော့ကရှုံးနေအဲ့မှာထုတ်လိုက်တယ်ပေါ့နီးပြကိုကျွန်တော်တို့ခင်တယ်တကယ်တကယ်လေ့ကျင့်ရေးကွင်းကကျွန်တော်တပတ်ပဲရှိရအချိန်ကအခုလက်ရှိကျွန်တော်ဗရန်ဖို့နဲ့ပွဲစဉ်မှာကျွန်တော်တို့ပေါ့နော်အပြီးမှာထုတ်လိုက်တယ်ဆိုလို့ရှိရင်ဒါလီဗာပူးလို့ပါလို့နဲ့ပွဲစဉ်ကြီးကြလို့ရှိရင်အတိုင်းအတာတစ်ခုဒီဒါမျှော်လင့်လို့ကျွန်တော်ရနေပြီနီးပြတဲ့နဲ့ပတ်သက်လို့ဘလို့ဖြစ်လာမလဲဗာလဲဗျာပြီးလို့ရှိရင် new manager bounce တီပါနေမျှော်လင့်လို့ရနေပြီအခုကအဲ့လိုမဟုတ်ဘူးเนาะဒါကြောင့်လက်ရှိမှာအမ်မိုနီနဲ့ပတ်သက်လို့ရှင်တော့ဘယ်လိုပြောမလဲ တော်တို့ကတော့တပွဲအချိန်ထက်ပြီးဒီတပွဲမှားလီလို့ပဲကျွန်တော်ပြောရမှာပေါ့ဗျာအခုအချိန်ဒီအခုလက်ရှိအနေထားကိုကျွန်တော်ကြည့်ရင်ဆက်ထားလို့ရှိရင်ကောင်းနိုင်တယ်လို့ကျွန်တော်တို့ထင်လာကျွန်တော်တို့မထင်ဘူးလေလက်ရှိအနေထားတွေကเนาะဟိုဘယ်လိုပြောမလဲသူကိုယ်တိုင်က system နေပြောင်းလဲလိုက်ပြီးတော့ကစားမားတွေနဲ့အချိန်ဒီကောင်းတဲ့ပုံစံတစ်ခုကိုပြောင်းလဲလိုက်လို့ဆိုရင်တော့တမျိုးအဲ့လိုမဟုတ်ဘူးဆိုရင်တော့အချိန်ဒီကောင်းနေတာအကြောင်းမရှိဘူးဆိုတော့အမ်ဝူရင်က Manchester United မှာတိတ်အခွင့်အရေးရှိတော့တယ်လို့ကျွန်တော်မထင်ဘူးဒီကလို့ရောဘယ်လိုမြင်ရလဲဆွေးနွေးကြပါဆိုတော့ မနေ့ပြန်မှာဆိုလို့ရှိရင်တော့ကျွန်တော်ပွဲကြိုသွင်းတဲ့ချက်လေးကျွန်တော်သွားကြပါမယ်เนาะဒီညကတော့တော်တော်ကိုကျွန်တော်ကားနေတာကျွန်တော်ခုနကပြောလို့ပဲမနေ့မနေ့ညကျွန်တော်မနေ့မနေ့ကဗျာမနေ့ကကျွန်တော်ထားပါတော့ဟိုဝါလုတ်ပြီးကလေးကကျွန်တော်မှာနှစ်နာရီခွဲပဲအိပ်ရသေးတယ်လူကတော်တော်တိုင်းပက်နေပြီဒီနေ့လေကျွန်တော်တို့ဒီဘလူနေခင်းမှာဆိုလို့ရှိရင်ကျွန်တော်ဝါရီပါရီခိုးဘက်ကဘလော့အတွက်ကျွန်တော်သွားလိုက်တာတဏီကုံသွားတယ်ဆိုတော့ကလေတော်တော်ပြိုင်းသွားတာအဲ့ဒါကြောင့်ကျွန်တော်တိုင်တော့ဒီမသွားပြတော့ဘူးဆိုတော့နောက်နေ့မှကျွန်တော်ဆက်ပြီးတော့တွေ့ပါမယ်မနေ့ဖြင့်ပွဲကြုံသွင်းတဲ့ချက်ကျွန်တော်လုပ်ကြတာပေါ့အားလုံးကိုကျေးဇူးများကြပါမယ်